မလတတိယဆယ်ရက်ပတ်အတွင်းနေပြည်တော်ရန်ကုန်အပောင်းဝင် တိုင်းနယ်ပြည်နယ်ဆက်တခုမှာမလပြင်းမြအပူချိန်ရဲ့တိတိကျကျ5ဒီဂရီဆယ်စီယပ်စ်နဲ့အထက်နေအပူချိန်ပိုနိုင်တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရမလတတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်အနေနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်တယ်လို့သိရပါတယ်။ မိုးရွာသွန်းမှုအခြေအနေအနေနဲ့ကချင်ပြည်နယ်မှာရွာသွန်းမြဲထပ်ပုံနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရီတိုင်းကယားချင်းနဲ့ရခိုင်ပြည်နယ်တို့မှာရွာသွန်းမြဲအောက်ရောင်းနေနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကရင်မော်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြဲခန့်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျာ။ နေပူချိန်အနေနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်း AR တိုင်းကယားကရင်မော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမလပြင်းမြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆဲလ်ဆီယပ်စ်နဲ့အထက်ပိုနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမလရဲ့ပြင်းမြအပူချိန်ခန့်သာရှိနိုင်တယ်လို့သိရပါဗျာ။